မိပွားမှာတ िश ူရောင်းနေပေမဲ့ညာကြတဲ့စိတ်ထားလေးကြောင့်လူတိများလာခဲ့တဲ့လပြည့် ။လာပြင်းဆိုတဲ့မိန်းကလေးကအသက်၁၀နှစ်အရွယ်သာရှိသေးပြီးတော့မိပွိုင်ထဲမှာတ िश ူတွေနဲ့ရေသံမှုတွေကိုရောင်းရပါတယ်။အပြုံးချူချူပိုင်ရှင်လေးဖြစ်တဲ့လာပြင်းကကောင်းမွန်ကကလေးလေးတယောက်စီကနေမုံကိုနှစ်ခုလုံးမယူပဲတစ်ခုပဲယူမယ်ဆိုတဲ့ဗီဒီယိုလေးကနေတဆင်သူ့ကိုသတိထားမိလာကြပါရဲ့ရှင်။ကျောင်းသားကျောင်းပြန်လုပ်နေတဲ့ကလေးလေးတယောက်နဲ့သူ့အမေကလာပြင်းကိုစာနာလို့မုံလေးနှစ်ထုပ်ကိုဘူးလေးနဲ့ထည့်ပြီးတော့ယူလာပေးခဲ့ပါတယ်။မုံနှစ်ထုပ်လုံးကိုလာပြင်းစီကိုပေးပေမဲ့မယူပဲသူ့တစ်ထုပ်ပဲယူမယ်။မောင်လေးကတစ်ထုပ်ယူထားဆိုပြီးတော့ကားဘော်ကနေကလေးကိုပြန်ပေးခဲ့ပါတယ်။ကားဘော်ကကလေးကလည်းအသက်ငယ်ပြီ ေမဲ့ပီကန့်လူစိတ်ရှိပြီးတော့အမုံလေးတွေကိုအပိုယူလာပေးတာပါ။သူအတွက်မုံနှထုံလုံးကိုရွယ်ပြီးတော့ယူလာလာဖြစ်ပေမဲ့တထုပ်ပဲယူပြီးတော့တထုပ်ကိုတော့ပြန်မိခဲ့လို့စိတ်သဘောထားကောင်းတဲ့ကလေးဆိုပြီးတော့ချီကျူးနေကြပါတယ်။ဘဝအခြေအနေအရမိပွိုင်းမှာတ िश ူးလေးတွေကိုရောင်းရပေးမဲ့ရသမျှအကုန်ယူလိုက်မယ်ဆိုတဲ့စိတ်မရှိပဲညတက်တက်တဲ့စိတ်ထားပိုင်ရှင်ဖြစ်အတိမတ်ပြူလာကြပါတယ်။ချစ်စရာကောင်းပြုံးနေတက်တက်လာပြီးကကားရီစားထဲမှာတ िश ူးရောင်းရပေးမဲ့သူအတွက်မုံနှီယူလာပေးတဲ့ကလေးကိုတန်ရောင်းစင်ဖြစ်နေပါတယ်။တချို့ကလေးတွေကမိပွိုင်းနေမှာမဟုတ်ဘူးတောင်းတာတွေမဟုတ်ဘူးမပြီးရင်ရန်လောက်ကြတွေလို့ လုပ်လို့ရှိပေမယ့်လာပြည်လေးကတော့တ िश ူးလေးတွေရေတံပူးလေးကိုလိုက်ရောင်းပြီးတော့ရိုးရိုးသားသားနဲ့အလုပ်လုပ်နေသူပါယူသားစွာအသက်မွေးနေတဲ့အပြင်အသက်ငယ်သူကိုလည်းပြန်လည်ညှတာတက်လို့တနေ့မှာတော့စိတ်ထားအကျိုးပေးကြောင့်ချစ်ခင်သူတွေများလာပါတယ်အမြဲတမ်းပြုံးနေတက်တက်လာပြည်ကသူ့ဘဝမှာအရွယ်နဲ့မများတဲ့လောကဒဏ်တွေကိုခံနေရတာကြောင့်မိဘဝမှာတ िश ူးလေးတွေကိုရောင်းနေရပါတယ်အဖေကထောင်ချအမေကနောက်အင်ကြောင်ပြုတ်သွားလို့လာပြည်ကဖိုးဖွားနေတဲ့သူလိုင်းသားရမှနေထိုင်ရပါတယ်ရှင်အဘွားကလည်းအိမ်မှာရေတံလေးတွေရောင်းရတယ်လို့လာပြည်ကလည်းမိဘဝမှာတ िश ူးလေးတွေရေတံလေးတွေရောင်းရပါတယ် မိဘတွေကလည်းတကွဲတပြားဖြစ်နေတဲ့အပြင်အဖို့အဖွားတွေကိုပြန်ကြည့်နေရတဲ့အလားပြီးကအသက်၁၀နှစ်အထိကြောင်းမနေဘူးသေးပါဘူး။ကြောင်းမတက်ဘူးသေးပေမဲ့သူ့ရဲ့ရည်မှန်းချက်ကတော့အဖွားရဲ့အကျွေးတွေကြီးတဲ့တည်းရဲ့ကြောင်းကိုရအောင်ပြန်ကျက်ဖို့ပဲဖြစ်ပါတယ်။အဖွားကတော့အရင်ကအိမ်ပိုင်နဲ့နေပြီးတော့လာပြည်တည်တဲ့စာအရွယ်အထိလဲစီးပွားရေးကအဆင်ပြေပါသေးတယ်။နောက်ပိုင်းမှာတော့လူတစ်ယောက်ကိုအမခံပေးမရကနေအလင်းခံလိုက်ရလို့အိမ်ကိုပေါင်ပြီးတော့အကျွေးဆက်နေရပါတယ်။လဆင်အတိုးလဲပေးနေရလို့လာပြည်ကတစ်ဖက်ကြလန်းကနေကူညီတဲ့အနေနဲ့အပြန်ထွက်ပြီးတော့အလုပ်လုပ်ရပါတယ်။တည်းရဲ့အလုပ်လုပ်တာအနာပေးလိုက်မယ်ဆိုရင် ော့အတိုးကပေးရမယ့်ရက်တွေအတွက်အခက်အခဲဖြစ်လာမှဆိုရင်လို့လာပြည့်ကအနားတော်မြူနိုင်ခဲ့ပါဘူး။လာပြည့်ကအရင်စီဝိုင်းကိုတောင်းဝန်ယူထားရပြီးတော့တမတ်ရက်ကိုရောက်တိုင်းအတိုးတွေကိုပေးနေရပါတယ်။ မနေ့9နာရီဆိုရင်မိပွင့်ကိုရောက်နေပြီးညမောင်မှပဲပြန်ရတဲ့အထိလာပြီကတနေ့ကအလုံးလုံးနေရပါတယ်။တရက်ကို3000 4000လောက်ရပြီမဲ့ဒီငွေတွေကတော့အကျွေးဆက်တာနဲ့ပဲပြန်ပြီးတော့ကုန်သွားပါတယ်။အသက်70နှစ်အရွယ်ကလေးတယောက်ကဒီလိုအခက်အခဲတွေကိုနေ့စဉ်ကြုံတွေ့နေရပြီမဲ့မိပွင့်မှာသူ့ကိုမှုတ်ကျွေးတဲ့သူတွေကတော့မှမုံကိုအကုန်မယူပဲတဝက်ပဲယူတဲ့အထိဆန္ဒတဲ့သူဖြစ်နေခဲ့ပါတယ်နော်။လောကဒဏ်ကိုအသက်ငယ်ငယ်နဲ့ရင်ဆိုင်နေရတဲ့လာပြီမှာစေတာကောင်းကားတော့ရှိနေပြီးတော့သူ့ကိုမှုတ်ကျွေးတဲ့ကားဘော်ကကလေးလေးကိုလည်းမောင်လေးတယောက်လိုချစ်ခင်နေရှာပါတယ်။ ကားပေါ်ကကလေးလေးကကိုပိုင်ကားနဲ့ကြောင်းသွားရပြီးတော့မိဘတစ်ပါးစလုံးကလည်းကြောင်းကိုလိုက်ပို့ကြပါတယ်။ဈေးကြီးတဲ့မုံတွေကိုလူတစ်လောက်စားနိုင်ပြီးပြေစုံနေတဲ့ကားပေါ်ကကလေးလေးရဲ့ဘဝကိုလာပြီးကအားကျပေမဲ့မုံတွေကိုလောဘတကြီးနဲ့ယူတတ်သူတော့မဟုတ်ပါဘူးရှင်။အမှန်တစ်ချက်ချားနာထားတဲ့တစ်ဖက်စီကဘဝတွေချားနာပေမဲ့ကလေးလေးအချင်းချင်းကြားထဲမှာတော့ညတာစိတ်ရှိကြပြီးတော့တစ်ဖက်ကစည်နာထားသလိုတစ်ဖက်ကလည်းမြင့်တာပြန်ပြီးတက်သူတွေဖြစ်နေပါတယ်။လာပြီးကတချင်ချင်းမှာတော့အကျွေးတွေကြည့်ပြီးလွတ်လပ်တဲ့ဘဝကိုရမယ်လို့လည်းယုံကြည်ထားပါတယ်ရှင်။ ။လာပြီလေအကျွေးကြီးကြီးပြီးတော့အီမန်ချက်ထားတဲ့အချိန်ကြောင့်တက်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါရစေ။ကြီးစုအပိကင်းစားတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်။